အဓိကအာနာသိန်းနာအကြောင်းလိုပဲပြောရမှာပေါ့အာနာသိန်းတော့ကျွန်တော်အိမ်ဝင်ဖန်းခံရတယ်ဒီစက်ကောက်စီကလာရောက်ဖန်းစီရဲ့အတွက်တိတ်ချောက်လာပါအာနာသိန်းပြီးရဲ့နောက်ပိုင်းမှာကိုရှိမဲ့ ကျောင်းနေလက်ဆက်တက်လို့အဆင်မပြေတော့ဘူးမြန်မာနိုင်ငံအတွင်းမှာရှိတဲ့စစ်မှုထမ်းဥပဒေရဲ့ဘဝရင်ရက်ကွက်တွေမှာဘော်ဒါဆွဲတယ်ကိုယ့်ရဲ့နယ်ဘက်မှာလည်းနိုင်ငံရေးတွေကမတီးမငိမ်ဖြစ်နေရလဲပါတယ်ပေါ့ကိုယ့်နိုင်ငံမှာရှားတဲ့လစာအရင်ဟိုကမဖြစ်ဘူးမများဘူးပေါ့နော်စရုံလုပ်ငန်းလုပ်တယ်ပေါ့နော်ရန်ကုန်မှာအဆင်ပြေဘူးစာဝတ်နေရေးကြတော့လည်းရမ်းကျက်တဲ့သွားတယ်လीပြီးတော့ကိုယ့်နိုင်ငံအတွင်းမှာလည်းခက်ခဲအများကြီးဖြစ်တယ်ပေါ့နော်လောကကံရကလည်းအဆင်ပြေရောအဲ့အတွက်ကိုဒီလိုရောက်လာပေါ့ ခက်ခဲရတော့အများကြီးပဲရှိပါရဲ့စင်မပြေတာတွေတော့အများကြီးပါပဲဟုတ်ပြိပမှာလုံနေရတဲ့နေသားတစ်ခုမှာအဆင်ပြေရဲဆိုတော့ဘယ်နေရာမှာတော့မရှိဘူးပေါ့နော်ကိုရှိမဲ့အဆင်ပြေလို့လာလို့ရတာပဲဒီမဲ့ကလူမျိုးကြီးခွဲခြားဆက်ဆံမှုလေးရောရှိရဲပါတာစကားခက်ခဲပြီးတယ်အဲဒီရောက်တော့ထိတာအဲ့မန်တဟက်ပဲချုပ်တီးရရပေါ့နော်ကိုစိတ်ကိုမလွတ်မလပ်ဖြစ်တယ်ပေါ့ပြောရမယ်ဆိုရင်ဟိုဆောဆယ်အားငယ်ရတာပေါ့ဒီ immigration ညဝင်ပြီဆိုရင်ကျွန်တော်တို့အလုပ်ကို၆နေရတဲ့ပုံစံလေးရှိရပေါ့ငယ်သေးတာရော အထောက်ထားတွေလည်းမရှိတာကြောင့်မတို့ရောဈေးနှိမ်တာလည်းခံရတယ်ပေါ့နော်ခုနေရနေသားမကြသေးတာတွေရောအမ်ပြင်းမဲမှုတွေရောပေါ့နော်ခုနေရနဲ့သူအခက်အခဲပေါင်းစုံအများကြီးရှိပါရှင်ဟုတ်ဒါလုံးလုံးမဖြစ်တဲ့နဲ့ရွေးကောက်ပွဲပေါ့နော်ဘာလို့လဲဆိုတော့ဆောက်ရည်မပါဘူးပေါ့နော်ဆောက်ရည်မပါဘူးလို့မြင်တယ်အတူဆုံးအနေနဲ့ပြောရင်တော့ဆောက်ရည်မပါဘူးပေါ့ဗျာသူတို့ပြောတဲ့လောက်ပေါင်းဝင်မှုလို့ကျွန်တော်တော့ထင်ပါတယ်လုံးဝမဖြစ်တဲ့အရာပါ ။ငါတော့ကန့်ကွက်ပါတယ်ပေါ့။ကျမတို့အမြင်နဲ့ပြောရမယ်ဆိုရင်တော့လုံးဝရှုံချပါတယ်ပေါ့။ဒီရင်းကောက်ွယ်ကတော့တို့ဘယ်လိုလုံးလုံးပြည်သူတွေပြောင်းမမမတို့ပေးရင်မထင်ဘူးမဲရတော့။ဒါပေမဲ့တို့အတွက်ကျတော့အရေးပါနေပေါ့နော်။စောက်ရေးပါနေရပေါ့နော်။နိုင်ငံတကာကလည်းတို့ရှားပြခြင်းတာလည်းပါမှာပေါ့နော်ဖြစ်ကိုဖြစ်မလာသင်ဖို့ဖြစ်လာခဲ့သည့်ရှိရင်လည်းဒီတော်လန်ကြီးကပို့ပြီးတော့ကြာရှည်သွားမှာပေါ့နော်ဘလို့မအောင်နိုင်ငံသားတယောက်အနေနဲ့လက်ခံလို့မရတဲ့ရွေးကောက်ပွဲ တရားမဝင်တဲ့ရွေးကောက်ပွဲတစ်ခုပါလို့ကျမကတော့အဲ့လိုပဲမြင်ပါတယ်ရှင်။တို့ရွေးကောက်ပွဲပြန်လုပ်မယ်ဆိုလို့ရှင်အယက်သားအစိုးရရှိကိုရှိတယ်။ဒါပေမဲ့အခုကအယက်သားအစိုးရမရှိဘဲနဲ့ तू ကဘသူနဲ့ဟိုပါတီပြန်လုပ်ရှင်နေတာလေ။ဒီရွေးကောက်ပွဲတွေလုပ်လဲပဲသူတို့မဲဆန္ဒရပါတော့။သူတို့ကမတမာမှုတွေနဲ့ပဲဒီသူတို့လိုချင်တဲ့ထဲကိုပဲရောက်သွားမှာပဲပေါ့နော်။သူတို့ရဲ့လူတစုကောင်းစားရေးအတွက်ပဲပေါ့နော်။ပြီးတဲ့မဲလေသူတို့လုပ်ယူတဲ့မဲပဲဖြစ်မှာပဲ။ဒီအတိတ်ပဲမရှိတဲ့ရွေးကောက်ပွဲပေါ့။ကျွန်တော်တို့ရွေးကောက်ပွဲက2015ပြီးသွားပြီ။ နောက်ထပ်နောက်ထပ်တန်းရွှေတို့နောက်ထပ်နောက်ထပ်မင်းအောင်လှိုင်တို့တွေပေါ်မလာဖို့ပို့ပြီးတော့ညှော်လင့်နေပို့ပြီးတော့တောက်တလဲဒီအတူရောက်ရွေးကောက်ပွဲကိုဘယ်သူမှမပါဘူးအကျော်ညှော်လင့်နေအခုလိုမျိုးရွေးကောက်ပွဲလိုပါပြီဆိုလို့ရှိရင်လည်းအဲသူတို့လက်ပြောင်းပြီးတော့ယူရတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်ပြီးတော့မျိုးလင့်ချက်မရှိဘူးသူတို့ကရုံမာရဲဆိုတော့ခါကျတော့သူတို့အတွက်တော့ရှင်ရှိကောင်းရှိနိုင်မယ်ပြည်သူတွေအတွက်ကတော့ဘာမှမျှော်လင့်ချက်မရှိပါဘူး တဲ့မျိုးဟန်ကအဲ့ဒီစစ်ကောင်စီဒီအခွဲအကောင်လုံးတည်ဖို့ပဲမင်းအောင်နိုင်ကြဆုံးတဲ့အထိတိုက်နေတဲ့စစ်ပွဲကပြီးမြောက်တော့မယ်လို့ပဲထင်တယ်အဲ့တော့ပဲမျှော်လင့်ထားတယ်ကျွန်တော်တို့အမြန်ဆုံးမြန်မာနိုင်ငံကြီးကိုအချင်းတရာကြည့်ချင်းတယ်ပထမဆုံးဆူတောင်းပေါ့လေအမ်ခင်မီဖွံ့ဖြိုးတဲ့တိုးတက်တဲ့ဒီမိုကရေစီနိုင်ငံကြီးဖြစ်ချင်တယ်ပေါ့